မင်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီကရာရီအပြစ်ခတ်ရဲစဲကာလကို9ရက်ထပ်မံတက်တန်းထုတ်လိုက်ပြီးပထမရက်20ကာလအပြစ်ရက်ချိန်မှာပြည်သူ160ဦးထက်မနည်းကိုစစ်တပ်ကပြစ်ခတ်တပ်ဖြတ်ခဲ့ပါလေရန်ကုန်ပြည်လမ်းပိုင်းမှာတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလင်းနဲ့ရိုးမအဆက်ကခြေရွာတွေကိုဇက်တိုက်ဘုံကျဲပြစ်ခတ်တိုက်ခိုက်နေပြီး မင်းလာမြို့ပေါ်မှာလဲစစ်တပ်ကခံစစ်ပြင်ဆင်ထားတဲ့တဲ့ပါဝင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းတဲ့နေ့ကိုတင်ဆက်ပေးပါမယ် ခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့အကြမ်းဖက်စစ်ကောင်စီကရာရဲ့အပြစ်ခတ်ရဲစဲကာလကိုဧပြီလ23ရက်နေ့ကနေ30ရက်နေ့ထိ9ရက်ထပ်မံတက်တန်းတိုးလိုက်တယ်လို့မနေ့ကညနေပိုင်းမှာထုတ်ပြန်လိုက်ပါတယ်စစ်ကောင်စီက9ရက်တာအပြစ်ရဲကာလတက်တန်းတိုးမှုကိုငလင်တန်တဲ့ပြည်သူတွေကုညီရေးကိုအကြောင်းပြထားပြီးစစ်တပ်ကိုတိုက်ခိုက်လာရင်ပြန်လည်တုံ့ပြန်တိုက်ခိုက်မယ်လို့လည်းကြေညာထားပါတယ်ပထမအကြိမ်အပြစ်ခတ်ရက်ထားတဲ့ကာလဖြစ်တယ်ဧပြီလ2ရက်နေ့ကနေဧပြီလ 22ရက်နေ့ထိရက်20ကြာမြင့်ခဲ့ပြီးအဲ့ဒီကာလမှာပဲအကြက်ဖက်စစ်တပ်ဟာသူတို့အပြစ်ရတယ်ဆိုတဲ့အကြောင်းပြချက်ကိုသူတို့ပဲပြန်လဲချိုးပေါက်ခဲ့ပြီးပြည်သူတွေကိုလင်းနဲ့ဘုံကျဲတက်ဖြတ်တာစစ်ကြောင်းထိုးတက်ဖြတ်တာလက်လက်ကြီးတွေနဲ့ပြစ်ခတ်တက်ဖြတ်တာတွေကိုဇက်တိုက်ပြုလုပ်ခဲ့ပါတယ်။အ အဲလိုအကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်ပထမအကြိမ်ရာရင်အပြည့်ရက်ကာလအတွင်းအနည်းဆုံးပြည်သူ160ဦးဟာသေဆုံးခဲ့လို့လည်းရန်ကုန်ခေတ်ကကောက်ယူထားတဲ့စစ်ရင်းစရာတွေကသိရပါဗျ။စစ်ကောင်စီရဲ့ငလင်ကာလအပြည့်ရက်တာဟာနိုင်ငံကာမှာအမြင်ကောင်းဖို့အတွက်ဟန်ပြအပြည့်ရက်တာဖြစ်တယ်လို့လည်း NUG နဲ့တိုင်းဒေသလက်လက်ကန်အဖွဲ့တွေပါဝင်ပြည်သူတွေက ရှုံချပြောဆိုထားပါရှင်။ စကိုင်းတဲ့တဲ့ဘုတ်ကိုကြည့်အောင်ပါစကိုင်းတိုင်းရွှေဘုံမြို့နယ်ကွန်စိတ်ကျေးရွာကအကြက်ဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေနဲ့ပြစ်ခတ်တိုက်ခိုက်တာကြောင့်ကိုဝန်ဆောင်အမျိုးသမီးတဦးအပါအဝင် ပြည်သူ၃ဦးဟာသေဆုံးခဲ့ရတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်တေကိုပြောပါတယ်ဧပြီလ20ရက်မွန်လွယ်3နိုင်လောက်မှာရွှေဘုံမြို့နယ်ကွန်စိတ်ကျေးရွာကိုအကြက်ဖက်စစ်တပ်ကလေနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲပြစ်ခတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်အဲလိုအကြက်ဖက်စစ်တပ်ကလေချောင်းတိုက်ခိုက်မှုတွင် အသက်28နှစ်အရွယ်ရှိတဲ့ကိုမွန်ဆောင်တဲ့အမျိုးသမီးတဦးနဲ့အသက်18နှစ်အရွယ်ရှိတဲ့အမျိုးသမီးတဦးတို့ဟာတည်ဆုံးခဲ့ရပြီးပြည်သူ9ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရပါပါတယ်ရှင်ဒီတစ်ခါမှာတော့ ကရင်မျိုးသားစီယုံကရင်ညူထင်းချုံနယ်မြေတွေမှာစစ်တပ်ကတပတ်အတွင်းလေနဲ့ဘုံကျဲမှုကြောင့်ရဟန်းတံဃာတွေအပါအဝင်အရက်သားပြည်သူ20ကျော်ဟာတေဆုံးခဲ့ရပြီးပြည်သူ9000ကျော်ဟာတင်းရှောင်နေရတယ်လို့မွန်နဲ့ကရင်ပြည်နယ်အတွင်းကစစ်ဘေးရှောင်အရေးကုညီနေသူတွေစီကနေသိရပါဗျ။ဧပြီလ14ရက်နေ့ကနေဧပြီလ21ရက်နေ့ထိ KNU ထိန်းချုပ်ထားတဲ့နယ်မြေဖြစ်တဲ့ဘီလင်းတထုံဖန်ဖာပွန်ကော့ဂရိတ်ဂျုံတိုးဒေသတွေကိုစစ်ကောင်စီကလေကြောင်းကနေဘုံ ံးကျဲတက်ခိုက်တာဖြစ်ပြီးရဟန်းသံဃာတွေအပါအဝင်ပြည်သူ20ဦးခန့်ဟာတည်ဆုံးခဲ့ရပြီး30ကျော်ဟာထိခိုက်ဒဏ်ရာရှိခဲ့တာလည်းဖြစ်ပါတယ်။အဲလိုစစ်ကောင်စီကလေနဲ့ဘုံးပတ်ကျဲနေတာကြောင့်ပြည်သူ9000ကျော်ဟာလည်းနေရက်ကိုစွန့်ခွာပြီးစစ်ဘေးတင်းရှောင်နေရတယ်လို့လည်းသိရပါတယ်။လက်ရှိမှာ KNU တပ်မဟာနေမြေတွေမှာစစ်ကောင်စီလက်လို့ဆုံးရှုံးထားတဲ့စစ်စခန်းတွေကိုပြန်လည်သိမ်းပိုက်ဖို့အတွက် လေချောင်းစစ်စင်ရေးတွေကိုခုလိုလှုပ်ဆောင်နေတာဖြစ်ပြီးအခုဘုံကျဲနေတဲ့လေရင်တွေဟာတောင်ကိုလေတက်ကနေတက်လာတာဖြစ်တယ်လို့လိုအပ်လာရင်ဖန်အံတောင်ကလေးလေရင်ကွင်းကိုစစ်သုံးလေချောင်းထောက်ပို့ကွင်းဖြစ်အသုံးပြုမဲ့အစီအစဉ်လည်းရှိနေတယ်လို့ဖန်ချေဆက်ကင်းပြင်းနဲ့စစ်ကောင်စီနဲ့နီးစပ်တဲ့သတင်းမြစ်ကပြောပါရရှင့် ဒီကမှာတော့ဘကိုးတိုင်းရန်ကုန်ပြည်လမ်းပိုင်းမှာတိုက်ပွဲပြင်းထန်နေပြီးအကြမ်းဖက်စစ်တပ်ကလင်းနဲ့ရုံးမအဆက်ကကြေးရွာတွေကိုဇက်တိုက်ဘုံကျဲပစ်ခတ်နေတယ်လို့မင်းလာမြို့ပေါ်မှာလည်းစစ်တပ်ကခံစစ်ပြင်ဆင်ထားတယ်လို့ဒေတာတွေသတင်းမြစ်တွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။မနေ့ကဖြစ်တဲ့ဧပြီလ22ရက်နေ့မနေ့ပိုင်းကနေစတင်က မင်းလာမြို့နယ်အပိုင်းရန်ကုန်ပြည်လမ်းပိုင်းမှာအကြမ်းဖက်စစ်တပ်နဲ့တော်လန်တပ်ဖွဲ့တွေကြားမှာတိုက်ပွဲစတင်ပြင်းထန်နေတာဖြစ်တယ်လို့လည်းဒေသပြည်သူတွေကပြောပါရတယ်။အဲဒီထိတွေ့တိုက်ပွဲတွင်အကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်သေဆုံးသူများပြခဲ့ပြီးစစ်သားအလောင်းတွေနဲ့ဒဏ်ရာရစစ်သားတွေကိုမင်းလာဆေးရုံကိုပို့ဆောင်နေတာကြောင့် မင်းလာဆင်းရုံမှာပြင်ပလူနာတွေကိုဆက်လက်လက်ခံခြင်းမရှိတော့ဘဲဒဏ်ရစစ်သားတွေကိုသာစေကူတာဖို့လှုပ်ဆောင်နေရလို့လည်းသိရပါဗါးတိုက်ပွဲပြင်းထန်နေချိန်မှာလဲအကြက်ဖက်စစ်တပ်ဘက်ကမင်းလာမြို့နယ်ပိုင်းဘကိုးရုံမှာအဆက်ကကြေးရွာတွေကိုလေရင်နဲ့ဇက်တိုက်ပစ်ခတ်ဘုံကျဲတိုက်ခိုက်နေပြီးလေရင်တွေလည်းဇက်တိုက်ပြန်ဝဲနေတာကြောင့်ပြည်သူတွေမှာထိခိုက်မှုအခြေအနေနဲ့ပျက်စီးမှုအခြေအနေကိုအတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့လည်းဒေသတွင်းသတင်းမြစ်ကပြောပါဗါးဒါအပြင်အကြက်ဖက်စစ်တပ်ဟာလက်ရှိချိန်ထိ မင်းလာမြို့ထဲမှာခံစစ်ပြင်ဆင်နေပြီး PDF တပ်ဖွဲ့တွေမြို့ကိုလာရောက်တိုက်ခိုက်မှာကိုစိုးရိမ်နေကြပြီးမင်းလာမြို့ရဲစခန်းရှိကိုလည်းစစ်တပ်ကပိတ်ချလိုက်ပြီးရဲစခန်းခေါမိုးပေါ်မှာပါမကျန်စစ်သားတွေဟာတနက်တွေနဲ့အသင့်နေရာယူထားရလို့လည်းသိရပါတယ်ရှင်မကွေးရသတင်းတပုတ်ကိုတင်ဆက်ပေးကြပါရယ်မကွေးတိုင်းစလင်းမြို့နယ်အတွင်းမှာနှစ်ရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားပြီးစစ်သား20ကျော်တေဆုံးကတေဆုံးစစ်သားမသားအလောင်းတွေကို ဖောကားနဲ့လာရောက်တဲဆောင်သွားတယ်လို့ဗမာတက်မတော်အမှတ်တော်စီအိုစီကုကေရီယုံကုကေရီမှုကရန်ကုန်ခေတ်တစ်ကိုပြောပါရယ်ဧပြီလ16ရက်နေ့မှာ ဆလင်းမြို့နယ်နွယ်တမဲကျေးရွာကနယ်တမဲမြောင်းတိုင်းရှားတော့ရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အင်အား150ခန်းပါတဲ့အကြမ်းဖက်စစ်ကြောင်းဟာတော်လန်တစ်ဖက်ဝင်ထောင်ထားတဲ့မိုင်းကိုနေမိကပောက်ကွဲခဲ့ပြီးစစ်ကောင်စီတပ်တွေဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရပါဗျ။ဒဏ်ရာရှိတဲ့စစ်သားတွေကိုတည်ဆောင်လာကဆက်လက်ချီတက်လာစဉ်တွင် ဗမာတက်တော်အမှတ်900ခွန်တရင်ကစောင့်ကြိုတိုက်ခိုက်ခဲ့တဲ့အတွက်လက်လက်ကြီးလက်လက်ငယ်နဲ့အပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့လို့လည်းသိရပါဗါတယ်။အဲဒီမှာစစ်ကောင်စီတပ်သားတွေဟာထိခိုက်မှုများစွာရှိခဲ့ပေမဲ့လည်းဆက်လက်ချစ်တက်လာတာကြောင့် တော်လဲအဖွဲ့တွေဟာညောင်ကုန်း point ရှားတော့လက်ပံပင် point တွေမှာတိုက်ခိုက်မှုတွေထပ်မံပြုလုပ်ခဲ့တယ်လို့လည်းဗမော့တပ်တော်အမှတ်တော်စစ်ဦးစီးကိုကရရော ကိုကရရမှုက ပြောပါတယ်အလာတူဧပြီလ20ရက်နေ့မှာလဲအဲ့ဒီစစ်ကောင်စီစစ်ကြောင်းနဲ့ဆက်လက်တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတိုက်ပွဲဖြစ်ပွားတဲ့နေ့ရက်အတွင်းမှာစစ်ကောင်စီတပ်သား20ကျော်တေဆုံးခဲ့လို့လည်းသိရပါတယ်ရှင် အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ဘကိုးတိုင်ရွှေချင်းမြို့နယ်ညောင်ခြေတော့ကျေးရွာနီးခမရ968တရင်က အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုဝင်ရောက်တိုက်ခိုက်ရာမှာစစ်တပ်ဘက်ကစစ်သား2ဦးဟာသေဆုံးခဲ့တယ်လို့တောင်ညိုတရင် P2906 ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်။ဧပြီလ22ရက်နေ့မှာရွှေချင်းမြို့နယ်ညောင်ခြေတော့ကျေးရွာနီးခမရ968တရင်ကအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တောင်ညိုတရင်နယ်ပူပေါင်းအဖွဲ့တွေကဝင်ရောက်တိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ခတ်မှုတွဲမှာအကြက်ဘက်တပ်သား2ဦးဟာထေသွားတာဖြစ်ပြီးတော်လဲရဲဘော်တွေဘက်ကအထိခတ်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့တောင်ညိုတရင် P2906 ကတာဝန်ရှိသူတို့ကပြောပါရရှင်။ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်တည်းနေ့ကိုတက်ဆက်ပေးရပါကြီးစုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျမများပါ